တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးဝင်းငင်းရဲ့ဗမမုတ်ဆိုးဝတ္ထုကိုအပိုင်းတဲ့အနေနဲ့နားဆင်ရမှာဖြစ်ပါတယ် ခန်းတမိတ်ဆက်ဏိဒံအစပိုင်းမှာတော့စွန်စားကန်းတွေပေါ့ကာလရွေလျားလာတော့ဓာရီကစွန်စားကန်းပုံမြင်တွေဖြစ်လာခဲ့ပါတယ်အဲ့ဒီတုန်းကတော့လူရင်ကြီးမှုဆိုတာကလည်းဖွံ့ဖြိုးစကာလရင်ကြီးမှုတက်တန်းနှုသေးတဲ့အချိန်ခါပေါ့ဒီတော့တိရိစ္ဆာန်အရိုင်းတွေနဲ့ထွေးလုံးတက်ပုတ်အနံယူတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာအကောင်းဆုံးပုံမြင်ဇလန်းတွေပဲပေါ့သူတို့နေထိုင်ခဲ့ကြတဲ့ဂူတွေထဲမှာ ရေးဆွဲခဲ့ကြတဲ့နိုင်ရန်စေးရေးပကြီးတွေကိုကြည့်မယ်ဆိုရင်သူတို့ဟာတော်တွေတောင်တွေလွင်မြင်တွေထဲမှာသွာလာကြက်စားကြတဲ့သတ္တဝါတွေရဲ့ပုံတွေရေးဆွဲထားကြတာအများဆုံးဖြစ်တယ်ဆိုတာတွေ့နိုင်ပါတယ်စဉ်းစားကြည့်လေတောထဲမှာကြက်စားနေတဲ့သတ္တဝါတစ်ကောင်ကိုခြေရာခံလိုက်ရမှာ အသားစားကြားတစ်ကောင်နဲ့ပပင်းတွေ့ချင်းတွေ့မယ်ဒါမှမဟုတ်အီယာမဝတ်ဝန်ကြီးတစ်ကောင်နဲ့မျက်နှာချင်းဆိုင်တွေ့ချင်းတွေ့ရမယ် ညအခါအိတ်ဆက်အနားယူနေတဲ့ကူထဲမှာမိဘုံကြီးနဘေးဝိုင်းဖွဲ့စကားပြောရင်သူ့စွန်စားကန်းတွေကစိတ်ဝင်စားစရာဖြစ်နေမှာပေါ့မိဘုံကြီးကြောင့်ရလာတဲ့အလင်းအမှောင်တွေကြားမှာသူ့စွန်စားကန်းက ခန္ဓာပြောင်မြောက်နေခဲ့မှာအမှန်ပါပဲနားထောင်နေကြတဲ့ပြိသက်တွေကရောပါဇက်အဟောင်းသားနဲ့သူ့စွန်စားကန်းတွေကိုနားထောင်နေကြပြီး နောက်ဆုံးကြတော့လက်ခုပ်ဩပါပေးကြပါရဲ့လား ကိုရွေစွန်စားကန်းတွေပြန်ပြောပြနေသူကရော သူ့စွန်စားကန်းတွေကိုပြန်ပြောပြတဲ့နေရာမှာအရှိအတိုင်းသာပြောပါသလားသူရဲကောင်းဆန်းဆန်းလှုပ်ဆောင်ချက်အပူလေးတွေဖြည့်ဆက်ပြီး ပြောနေခဲ့တာလားဒါမှမဟုတ်တကယ်ဖြစ်ပျက်ခဲ့တာကို အသေးစိတ်မပြောတော့ဘဲအတူကျုံပြောခဲ့လေသလားသူပြောပြတာတွေကစိတ်ဝင်စားစရာကောင်းရင်တစင်မီတစင်လက်စင်ကန်းတဲဆောင်လာကြရင်ကျွန်တော်တို့မျိုးဆက်တွေအထိရောက်ခဲ့တာလား လူသားတွေရဲ့စိတ်တဘောကအားနေချက်ရှိတတ်တာအခုမှမဟုတ်ပါဘူးဟိုးရှိရှိတုန်းကဆာမူရိုင်းတွေလက်ထက်မှာကလေးကဂီဂါမက်ဆိုသူကကောင်းငင်ဘုံကကြလာတဲ့နွားရိုင်းကြီးကို အသေးသက်အနိုင်ယူခဲ့တယ်ဆိုတာကိုယုံကြည်လက်ခံခဲ့ကြသလိုဟာဂျူလီဆိုတဲ့လူသွန်းကောင်းကနီမီဆိုတဲ့ချင်းသေးကြီးကို အနိုင်ယူနိုင်ခဲ့တယ်ဆိုတာကိုလည်းလက်ခံခဲ့ကြတာပါပဲအခုဖော်ပြမယ့်စာအုပ်ကမုတ်ဆူအเจ้าပါပဲ ဒါပေမဲ့တမှုထူးကြတယ်လို့ပြောရမယ်မဟုတ်ဆိုးပါဒီဇလန်းကိုပြောပြတဲ့သူက Jack Grish Han ဆိုတဲ့သူဖြစ်ပါတယ်သူဟာခင်များတို့ကြားပူးကြမဲ့တင်မင်းလက်ကတီတီကလေးလွတ်လာတဲ့အဖြစ်ပြက်တွေတက်အများကြီးထူးကြတာတွေ့ရပါလိမ့်မယ် Jack ဆိုတဲ့သူကတကယ်ကိုခေါင်းအေးအေးထားတတ်တဲ့သူပါသူကအန်ရီကိုဘလို့ရင်ဆိုင်မဲဆိုတာမတွေ့ရသေးပဲနဲ့ဘရော့မှရင်ဆိုင်မဲ့သူလည်းမဟုတ်ပါဘူး ဒါကြောင့်လဲကျွန်တော်ကသူ့စွန့်စားခန်းအကြောင်းပြောပြခိုင်းတာပါ။ဂျက်နဲ့ကျွန်တော်ကအင်မတန်ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုကြောင့်1958ခုနှစ်မှာစုံပစ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်တုန်းကကျွန်တော်ဟာအိန္ဒိယမြောက်ပိုင်းအာတန်ပြည်နယ်မှာ High Adventure အမည်ရှိ ရုပ်မြင်သံကြားဇာတ်လမ်းတွေရဲ့ဇာဝင်ခန်းတွေရိုက်ဖို့ရောက်နေခဲ့တာပါ။အာတန်ပြည်ရဲ့မြောက်ပိုင်းကဘော်ဆိုလာဆိုတဲ့ဒေသရဲ့တစ်တောတွေက ဟိမဝေနာတောင်ကြီးထိရောက်အောင်ကိုကြေပြောတာပါဒီဒေသကတကဘာလုံးအတွက်လက်ဖက်ချံစိုက်ပျိုးတဲ့ဒေသဆိုရင်လည်းမမှားပါဘူးတနေ့မှာတော့လက်ဖက်စိုက်ပျိုးသူတယောက်ကကျွန်တော်တို့စခန်းကိုရောက်လာပြီးသူ့ကို စင်ငှားပါလို့ဆိုလာပါတယ်သူပြောပြတာကတော့ဘယ်စီရီဆိုတဲ့ဒေသမှာလူသားစားကြားတကောင်တောင်းညံ့နေလို့ကြားပြစ်ကျွမ်းကျင်တဲ့မုတ်ဆိုးတယောက်ကိုခေါ်လာကြတဲ့အကြောင်းဒါပေမဲ့မုတ်ဆိုးကကြားကိုခြောက်ဖို့အတွက် စင်လိုတယ်လို့ဆိုတာကြောင့်ကျွန်တော်တို့စင်တဲကတကောင်ငှားပါလို့တောင်းခံလာခြင်းဖြစ်ပါတဲ့ဖြစ်ချင်တော့ကျွန်တော်တို့ရိုက်ကူးနေတဲ့ high adventure ဇလန်းတွဲမှာကလည်းကြားဖန်းတဲ့အခန်းကိုထည့်ကျင်ခဲ့ကြတယ်။ဒါပေမဲ့ဘလို့ရိုက်ရမှန်းစဉ်းစားမရသေးတဲ့အချိန်ဖြစ်နေပါတယ်။ဇညွန်းထဲမှာကလည်းကြားဖန်းကျွမ်းကျင်တဲ့မုတ်ဆိုးတစ်ယောက်ကိုငှားပြီးဖမ်းတယ်လို့ရေးထားတာပါ။လူသားစားကြားဖန်းမုံကိုကျွန်တော်တို့ကစိတ်ကူးရင်မဟုတ်ပဲ လက်တွေရိုက်ပြလိုက်ရလို့ကတော့ပေါက်ပြီပေါ့ထုတ်လို့သူဖြစ်တဲ့ဝီလက်ဗင်ဒိုက်ကလက်နှိပ်ဆက်ရိုက်ထားတဲ့ဇညုံးစာရွက်တွေထုတ်ပေးတယ်ဒီဇညုံးကိုဖတ်ကြည့်မင်းမုတ်ဆိုးကအဲ့ဒီလိုလုတ်ပြနိုင်မလားလို့မေးလိုက်ပါတယ်စင်လာငှားတဲ့စိုက်ပျိုးရေးသမားကစာရွက်တွေကိုခဏဖတ်ကြည့်လိုက်ပြီးတော့ဒါလောက်ကတော့သူလုတ်နိုင်ပါတယ်လို့ဆိုတယ်ဒါနဲ့ပဲဘူးမသိဘာမသိနဲ့ Jack Grish Han ဟာ ကျွန်တော်တို့ဇလန်ဘေးရဲ့ငွေကျယ်ပွင့်တလက်ဖြစ်လာပါတော့တယ်။နောက်တနေ့မနက်မှာပဲကျွန်တော်တို့တစ်ဖွဲ့သားလုံးဘဲစီရီကိုခြိတက်ကြပါတော့တယ်။လူတွေ၊စင်တွေ၊ကင်မရာတွေအားလုံးပါပဲ။ကြားဖန်းတဲ့အခန်းကိုရိုက်ကူးနိုင်မို့ဆိုတာတော်တော်လေးကိုအသေးစိတ်ပြင်ဆင်ညရပါတယ်။ပထမဆုံးရွေးချယ်ရတာကတော့ကြားထွက်ပေါက်မရှိပိတ်ဖမ်းနိုင်မဲ့နေရာကိုရွေးရပါတယ်။ပြီးတော့လှုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်အဆင့်ဆင့်ကိုလည်းတာဝန်ချထားရတယ်။တယောက်နဲ့တယောက်အချိတ်ဆက်မိဖို့လည်းလိုတာကိုဆွေးနွေးကြတဲ့နေရာမှာချက်ပါတယ်ဆိုပေမဲ့ तू ကနားထောင်နေတာပါ။အဲ तू ဝင် ဆွေးနွေးပြီးပြောပြီးဆိုရင်တော့ဒီလူဟာတကယ်ပညာရှင်မဟုတ်ဆိုးတယောက်ဖြစ်တယ်ဆိုတာသိတာပါတယ်။ဒီအတက်ပညာဟာ तू မွေးကလေးကများပါလာသလားလို့အောက်မိရလောက်အောင် ကျွမ်းကျင်ပါတယ်။ကျွန်တော်တို့ကရုပ်ရှင်နဲ့ပတ်သက်တဲ့အတက်ပညာကျွမ်းကျင်တယ်လို့ချက်ကလည်း ကြာဖန်ဒီကြောင့်ကျွမ်းကျင်ပါတယ်စဉ်းစားကြည့်ရင်ဒီအတက်ပညာနှစ်ခုကဘလို့မှပေါင်းဆက်လို့မရနိုင်တဲ့နှစ်ခုဖြစ်နေပါတယ်ဂျက်ကသူ့ကိုကင်မရာနဲ့လိုက်ရိုက်နေရင် နေရမှာမဟုတ်ဘူးဆိုပေမဲ့နောက်ဆုံးမှာတော့အဆင်ပြေသွားပါတယ်သူ့အကြောင်းပြချက်ကလည်းမှန်ပါတယ်လေဒီကြားကရိုးရိုးကြားမဟုတ်ဘူးလူသားစားတဲ့ကြားဘဲစီရီမှာဒီကြားစားလို့တေခဲ့ရသူ90နီးပါးရှိပြီဆိုတယ် အဲ့ဒီ90နီးပါးထဲမှာတချို့ကမုတ်ဆိုးတွေပါတဲ့ချက်ကိုယ်တိုင်လည်းဒီကြားကိုစိတ်ဝင်စားလို့ဖမ်းဖို့ကြိုးစားခဲ့ဘူးပါတယ်တော်ရဲတောင်ထဲကနေလွင်မြင်ထိထွက်လာအောင်သူ့ကိုယ်သူကြားစာဖြင့်ကြားကိုမြှုပ်ဆွဲခဲ့ဘူးပါတဲ့ကြားကလည်းလူလောက်နီးနီးပြည့်ရဲ့ကျွေးနေတယ်ထင်ပါရဲ့ချက်စီကို ရောက်မလာခဲ့ပါဘူးတခါတော့ကတော့ဒီကြားကတနက်တန်းရရသွားဘူးတဲ့ကြားနာတို့ရဲ့ထုံးစံတိုင်းလူတွေကိုပုံမဲတော့တာပေါ့ ဒါကလည်းအကြောင်းတော်ရှိပါတယ်။သူ့အနေနဲ့သူ့တဲ့လင်မြန်တဲ့သူ့တဲ့ခွန်အားကြီးတဲ့တရိတ်ဆန်တွေကို ဖန်စီစားတော့လို့မရနိုင်တော့တဲ့အတွက်လည်းဖြစ်နိုင်ပါတယ်။ဒီချိန်မှာလည်းလက်ဖက်ချန်တဲ့ကအလုသမားတယောက်ကဒီကြားကိုပစိန်နဲ့ခုတ်ခဲ့ဘူးတဲ့။အဲ့ဒီပစိန်နဲ့ခုတ်လိုက်တဲ့ဒံယာကကြားရဲ့မျက်နာတစ်ချမ်းမှာဒံယာရသွားစေခဲ့ပါတယ်။ဒီကြားကိုမိဖို့အမျိုးမျိုးစူးစမ်းခဲ့ကြတယ်။ထောင်ချောက်ဆင်းတယ်အစိတ်ခတ်တယ်ဘလို့မှမမိဘူး။ ဒါကြောင့် Jeff ကတော်တဲကိုစင်နဲ့ဝင်ပြီးကြားကိုရှာမယ်စိတ်ကူတာပါ Jeff ကသူ့ဖမ်းမြင်တဲ့ကြားကိုခြေအားခံကြည့်ပြီးအနည်းသက်ဆုံးကြားရှိနေမဲ့နေရာကိုခန့်မှန်းထားပါတယ်ကျွန်တော်တို့ကကြားကို သူ၆ထုတ်လို့ထွက်လာခဲ့ရင်ကင်မရာတွေနဲ့ရိုက်လို့မိပါမလားလို့မေးတော့50 50ပဲလို့ဆိုတယ်သူကကင်မရာတွေနဲ့ပတ်သက်ပြီးစိုးရိမ်နေတယ်သူ့အနေနဲ့ပြောရရင်ကင်မရာကို လူသားစားကြားတဲ့ကြောက်တယ်လို့ ရည်တံတဝက်နှောပြီးပြောပါသေးတယ်။ရုပ်ရှင်ဇဝင်ငန်းဖြစ်သုံးညင်တာဆိုတော့အဝေအစားအမူယာကအစအာတမရှေးရှေးတုန်းကအုပ်ဆိုးခဲ့ကြတဲ့မဟာရာဇာများခင်လို့ဖန်တီးကြပါတယ်။တနက်လိုခင်မီလက်နဲ့မပေါ်သေးမီကလားဆိုတော့ပူပြီးရင်ခုန်စရာကောင်းပါတယ်။လက်ဖက်ဆက်ခင်းပဝင်းကျင်ကရွာသားတွေကိုဝချုံလက်နဲ့တွေကင်စီပြီးဝိုင်းဝန်းစေပါတယ်။ Jeff ကပြေးလန်းခတ်ကျင်းကျင်းသာရှိတဲ့တောလန်းကိုရွေးချယ်ပြီးတစ်ဖက်အပိတ်မှာ Shaw နဲ့ရက်ထားတဲ့ပိုက်ကွန်နဲ့ပိတ်ထားစေပါတယ်။ Shaw ပိုက်ကွန်မှာ6လက်မှအကွက်တွေသာရှိပြီးအရှိပီတရားအမြင့်10ပေရက်လုတ်ထားကြပါတယ်။ Jeff ညွန်ကြားတဲ့အတိုင်းစင်အုပ်ကိုတော်ရဲမောင်းသွင်းချိန်မှာ လူတွေကဒုတ်တွေနဲ့စီတွေကိုရိုက်ခတ်ပေးနေတာကြောင့်တတော်လုံးညံ့နေပါတယ်။ Odan Hitan တိခတ်တန်တွေတတော်လုံးညံ့နေတာပါပဲ။ တောထဲမှာကြားရှိနေလို့အတန်တွေနဲ့စန့်ကျင်တဲ့ဘက်ပြေးမယ်ဆိုရင်တော့ပိုက်သေးကိုတိုးမိတော့မှာပါဂျက်ရဲ့အစီစဉ်က အောင်မြင်ပါတယ်အတန်တွေပေးတာတိတ်မကြခင်မှာပဲတယောက်ကကြားကြားလို့အော်တန်ကြားရပါတယ်အဝါရောင်အစင်းတွေနဲ့မျက်လုံးနှစ်ဖက်ကမီးတောက်နေသလိုတဝင်းဝင်းဖြစ်နေတဲ့ကြားကြီးတကောင်အတန်တွေလာရဘက်ကိုကြည့်နေပါတယ်ပြုံးဆိုစန့်ကျင်ရဘက်ကိုသူထပြေးတော့တာပဲ လွတ်မဲ့ထင်တဲ့ဘက်ကိုသူ့ပြေးတာကိုစင်တွေကအတန်ပေးပြီးသူ့နောက်လိုက်ကြတယ်အတန်ပေးခြောက်နေကြတယ်သူတွေကလည်းသူတို့အတန်ကို ပိုကျအောင်អော်ကြတယ်ကြားနောက်ကို လိုက်တဲ့အစီစဉ်အောင်မြင်ခဲ့ပါတယ်ကြားပြေးတဲ့ဘက် ပိုက်ကွန်ရဲ့နောက်မှာကင်မရာတွေကနေရာယူထားတာဆိုတော့အဆင်ပြေတာပေါ့လှန်သမားတွေကလည်းပိုက်ကွန်နဲ့တိုးဝင်လာမဲ့ကြားကိုထိုးကြဖို့အဆင်နဲ့မှာပဲအော်တန်တွေနဲ့တူပြေးလာတဲ့ကြားက ိုက်ကွန်နဲ့တဲ့တယ်ကြီးတိုးဝင်လာပါတယ်။လှန်သမားတွေကလည်းပိုက်ကွန်တွေကိုထိုးနေကြပြီ။ထွေးလုံးရစ်ပတ်နေတဲ့ကြားစီကနာနာချင်းချင်း အော်သံကြားရပြီးတဲ့နောက်ကြားကဝုန်းဆိုနောက်ကြောင်ပြန်ပြေးပါလေရော။သူပြေးတဲ့ဘက်မှာဆင်တွေကလည်းဝင်လာကြပြီ။ဘျုံးဆိုရှေ့မဆက်တော့ပဲနောက်ကြောင်ပြန်လှည့်လာတော့ပိုက်ကွန်နဲ့နောက်တစ်ချိန်တိုးမိပြန်တာပေါ့။လှန်တွေနဲ့တဆွတ်ဆွတ်ထိုးကြပြန်တယ်။နာကျင်တဲ့ဝေဒနာကြောင့် ကြားကဒေါသတကြီးနဲ့ပိုက်ကုံကိုကိုက်ဖြတ်ဖို့စူးစမ်းကြည့်တယ်။ကြားဟိန်တန်ကလည်းတတော်လုံးညံလို့ပါပဲ။နောက်တော့သူပိုက်ကုံထဲကယုံထွက်လိုက်ပါတယ်။ခြေနှစ်လမ်းသုံးလမ်းလှမ်းပြီးချိန်မှာတော့ပုံလဲကျသွားပါတော့တယ်။ကြားဖန်တဲ့ကိစ္စအထမြောက်ပြီပေါ့။ကျွန်တော်တို့အတွက်လည်းတကယ်ကိုတဲထိတ်ရင်ဖိုးစရာကောင်းတဲ့ရုပ်ရှင်ရလိုက်ပါပြီ။ဒါပေမဲ့ဖမ်းမိလိုက်တဲ့ကြားက ီနယ်တဝိုက်မှာတောင်ញံပြီးလူသားစားနေတဲ့ကြားစိုးကြီးတော့မဟုတ်ပါဘူးသူ့မျက်နှာပေါ်မှာရထားတဲ့ဒဏ်ရာမရှိတဲ့အတွက်အဲ့ဒီကြားမဟုတ်ဘူးလို့ပြောနိုင်တာပါဒီကြားကနွားတွေကသာအလစ်မှာဝင်ဆွဲတတ်တဲ့ကြားဆိုတာချက်သိလိုက်ပါတယ်သူဒီကြားကိုလည်းခဏခဏချေရခံလိုက်ဖူးတာကိုနောက်ဆုံးကြတော့အဲ့ဒီလူသားစားကြားကိုဂေါရခါတယောက်ကတမင်မှတ်ပြီးပြစ်လိုက်ရာကအသေးမိသွားခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်လေး ကြားဖန်းတာကတော့အောင်မြင်ခဲ့တယ်လို့ရုပ်ရှင်မှတ်တမ်းလေးရခဲ့တယ်။အမျက်ထွက်တာကတော့ကျွန်တော်အနေနဲ့ဂျက်နဲ့တီကျွမ်းရင်းနှီးခွင့်ရခဲ့တာပါပဲ။ကျွန်တော်ဘဝမှာသူ့လောက်တရိတ်ဆန်တွေနဲ့ပတ်သက်တဲ့ဇလန်းမျိုးတွေပြောနိုင်သူတကားမှမကြုံခဲ့ပါဘူး။ပြီးတော့သူကစကားပြောကောင်းသူဆိုတော့စိတ်ဝင်စားစရာကောင်းအောင် ဖွဲ့ဖွဲ့နှွဲ့နှဲ့လေးပြောတတ်ပါတယ်။ဖွဲ့ဖွဲ့နှွဲ့နှဲ့လို့ကျွန်တော်ပြောလိုက်တာနဲ့ပတ်သက်ပြီးအပေါ်တွေလှုပ်ကြံပြောတာမပါပါဘူး။ကျွန်တော်ဆိုလိုတာက ဂျက်ကစကားပြောတဲ့နေရာမှာအမှုပညာမြောက်တယ်။သူနဲ့စကားပြောနေရင်းနဲ့တောကောင်အရင်ဆိုင်တွေနဲ့ပပင်းတိုးပုံတွေဆိုရင်အသေးထိပ်စရာကောင်းလောက်အောင်နားထောင်ရတယ်။တောသားတယောက်ဖြစ်တဲ့အတွက်သူတို့ပြောစကားတွေဟာ အပေါ်မပါဘူးဆိုတာကျွန်တော်ယုံတယ်။ဒီစာအုပ်ကိုထုတ်ဝေဖို့ပြင်ဆင်ရင်းကျွန်တော်ပြန်ဖတ်တဲ့အခါကျွန်တော်မျှော်လင့်တာတဲ့ပူပြည့်စုံနေလို့ခံစားမိပါတယ်။ဒီဇလန်းတွေကို Jeff က အာတန်မှာကျွန်တော်နဲ့တွေ့တော့ကပြောပြခဲ့တာပါသူပြောပြတာနားထောင်ရတုန်းကတော့စိတ်ထဲမှာကျေနပ်နေမိတယ်လို့အခုပုံနှိပ်စာမူဖတ်ရချိန်မှာလဲကျေနပ်မိတာအမှန်ပါပဲစာဖတ်သူကိုချက်ကိုယ်တိုင်ပြောပြနေတဲ့နူးညံ့ပျော်ပြောင်းတဲ့အတန်နားထောင်လို့ရအောင် မစွမ်းဆောင်ပေးနိုင်တာကိုတော့စိတ်မကောင်းပါဘူးတကယ်လို့စာဖတ်သူက high adventure ဇလန်းရိုက်သူတွေလို့တော်ရင်စွန်စားကန်းတွေကိုကြိုက်တဲ့သူဆိုရင် ဗမာပြည်ကထူးဆန်းအံ့ဩစရာကောင်းတဲ့လူကကြားဖြစ် ကြားကလူပြန်ဖြစ်တဲ့တမန်းကြားဇလန်းတွေကိုလည်းကြိုက်မှာတည်ကြပါဗါးဇလန်းထဲမှာပါတဲ့ကြားကြီးတွေတောပြင်မွေဟောက်ကြီးတွေအကြောင်းကိုလည်းစိတ်ဝင်စားမှာပါဒါတွေကတာမန်တိရစ္ဆာန်တွေမဟုတ်လို့ပါပဲလက်တွေအဖြစ်ပြက်တွေကစိတ်ကူးရင်ထက်စမ်းကြဲပါတယ်တခုပဲပြောစရာရှိတာကဂျက်နဲ့ပတ်သက်ပြီးကိုကြီးကိုယ်တော်အချက်လက်အသေးစိတ်ကိုတော့ကျွန်တော်မသိပါဘူး သူကလည်းပြောလို့မရှိပါဘူးတခုပဲတိတာက သူ့ငယ်ဘဝကဗမာပြည်မှာနေခဲ့တယ်ဆိုတာတော့သိတယ်ဘုံမီဘာမာတစ်လုံးငန်းမှာလှုပ်ခဲ့တယ်ကျွန်တော်ကသူ့အကြောင်းနောင်လာနောင်သားတွေသိရှိမှတ်သားနိုင်အောင်ကြိုးစားပေမဲ့သူ့နောက်အကြောင်းကိုတော့သိနိုင်စွမ်းမရှိခဲ့ပါဘူးဒါကြောင့်ကျွန်တော်အနေနဲ့ Jeffer မုတ်ဆိုးတယောက်ဖြစ်တယ်ဒီစာအုပ်ကတော့စစ်သားဟောင်းတယောက်ဖြစ်တဲ့ Jack ဘိုးကြီး Jack အကြောင်းဖြစ်တယ်ဆိုတာတော့ပြောနိုင်ပါတယ် သူဟာဒုတိယကမ္ဘာစစ်အတွင်းကဘုံမှုအဆင့်ထိတာဝန်ထမ်းဆောင်ပြီးအမေရိကန်ပြည်ထောင်စုရဲ့တပ်မတော်မှာတာဝန်ထမ်းခဲ့သူလည်းဖြစ်ပါတယ်။သူဟာတော်ရင်တိုက်ပွဲတွေမှာကျွမ်းကျင်ယုံသာမကကင်းနောက်တယောက်လို မျက်စိလင်သူလည်းဖြစ်ပါတယ်။ချက်ကစီကြီးပြီးသွားတဲ့အချိန်မှာနိုင်ငံခြားသားများလို့သတ်မှတ်ခံရသူများနဲ့ပတ်သက်ပြီးတော့လဲဖြည့်ရှင်းပေးခဲ့ပါတယ်။ဒီလိုနိုင်ငံရေးအခြေအနေကြတော့ဗမာပြည်နဲ့အိန္ဒိယကသွားတူပါတယ်။ ကိုလိုနီစနစ်ရဲ့အမွေစိုးတွေပေါ့ကျွန်တော်ထင်တယ်ကစ်ပလင်သာကြားရင်တော့ရည်ချင်မှာပဲဒီစာအုပ်ကိုပြန်ဖတ်လိုက်တော့ကျွန်တော်အနေနဲ့သမိုင်းကြောင်းတစ်လျှောက်မှာသူ့အကြောင်းဘာမှမပြောပဲရင်ငုံနှုတ်ပိတ်နေသွားတဲ့ချက်ကိုသတိရမိတယ်ချက်ကစစ်ရဲ့ခါးသီးပွဲရာ အနိဋ္ဌာယုံတွေကိုတော့ပြောပါတယ်အကျက်တဲအခက်အခဲနဲ့ကြုံခဲ့ရတဲ့ကာလတွေလည်းပါပါတယ်ဒါတွေအလုံးပေါင်းစည်းကြည့်မယ်ဆိုရင်တော့ချက်ရဲ့ဖွင့်ဟဝန်ခံချက်လို့လည်း ဆိုခြင်းဆိုနိုင်ပါတယ်။ခြုံကြည့်မယ်ဆိုရင်တော့ပြုံးညင်စရာကောင်းတာလေးတွေရှိတယ်လို့ပွင့်လင်းမှုရှိတာကိုလည်းတွေ့နိုင်ပါတယ်။ဂျက်ကစကားပြောရင်ဗြိတိရှားတွေလိုဒီကောင်းဆိုတဲ့စကားကိုလှိုင်းလှိုင်းသုံးတတ်ပါတယ်။ gain ဒီတော့တောသားတယောက်ဖြစ်တဲ့ဂျက်ကိုယ်တိုင်ပြောပြတဲ့သူ့စွန့်စားကမ်းများကို နားထောင်ကြည့်ကြပါစို့။ ခန်းနှင့်ဗမာပြည်ကကလေးဘဝဗမာပြည်မှာကကာလီဘာရိုင်ဖယ်တနကြီးလွယ်ပြီးတောထဲမှာတားကောင်ပစ်ဖို့သွားယုံလောက်နဲ့မုတ်ဆိုးကောင်တယောက်ဖြစ်မလာနိုင်ပါဘူးဒီမြေမှာနေဒီကလူတွေအကြောင်းကိုသိဒီဝင်းကျင်ကတရိတ်ဆန်နေကြောင်းသိဖို့လိုတယ်မြေပေါ်ကမစင်းပဲတစ်ပင်ပေါ်မှာနေအစားတောက်ဆိုတာကလည်းတောထဲကရတဲ့လောက်ကို ရှာဖွေစားတောက်တက်ရမယ်ကိုအမဲလိုက်မဲ့တောပဝင်းကျင်မှာ နေထိုင်ကြတဲ့တောသူတောင်သားတွေနဲ့လည်းယဉ်ဤကျွမ်းဝင်မှုရှိရမယ်။ကိုလိုချင်တဲ့တောကောင်ရဲ့အလေးချင်းကိုတိမထားဘူးဆိုရင်ဘယ်တော့မှအောင်မြင်မှုမျော့လင့်မနေနဲ့တော့။အဲကြားတို့ကြက်တဲ့တို့ဝတ်ဝန်းတို့ကြွေးရိုင်းတို့ဆိုရင်တော့လေတမျိုးပေါ့။ခတ်တို့တို့ပြောရရင်တော့ဗမာပြည်ကြောင်းတိထားဖို့လိုတာပဲ။အဲ့ဒီမှာကျုပ်ကအင်္ဂလန်ကနေလာပြီးအိန္ဒိယကို အင်ပါရာထူထောင်မှုစူးစမ်းကြတဲ့ကောင်တွေတဲ့တာတဲ့အချက်ဖြစ်သွားတော့တာပဲ။ သူတို့ကတောပစ်တာနည်းနည်းပါးပါးဝါသနာပါကြတကူတောပစ်တယ်ဆိုတာကတယောက်ကောင်းတဲ့လှုပ်လို့ရတဲ့အလုပ်မဟုတ်ဘူးအဲ့ဒီလိုလှုပ်ရင်ကိုလိုချင်တဲ့တားကောင်ကိုဘတော်မှမရနိုင်ဘူးတောကျွမ်းတဲ့မုတ်ဆူပါမှသာရနိုင်တာမျိုးပါအဲ့ဒီကောင်တွေတဲကတောပစ်ချင်လှကြီးရဲ့ဆိုတဲ့လက်တင်ကောင်လေးတချို့ကိုကျုပ်ခေါ်သွားဘူးတယ်ဘာကြောင့်လဲဆိုတော့ကျုပ်ကဒီတော်တွေကိုကျွမ်းတယ်ဗမာပြည်ကြောင်းကျုပ်တိတယ် ကျုပ်ကဗမာပြည်မှာမွေးဗမာပြည်မှာကြီးခဲ့တာကို1850ခုနှစ်မတိုင်မီတုန်းကကျုပ်အဖေရဲ့အဖေကတရင်တစ်ခုနဲ့အိန္ဒိယကိုရောက်လာခဲ့တယ်။သူကစကော့တလန်နိုင်ငံသားစကော့တယောက်ပေါ့။ကျုပ်ကတော့သူ့ကိုမမီလိုက်ပါဘူး။ဒါပေမဲ့ကျုပ်ထင်တာပြောရရင်ကျုပ်ကသူ့ကိုသွားတူတယ်ထင်ပါရဲ့။စစ်တပ်ကိုသဘောကျသဗျ။တော်ထဲမှာတောပြင်းနေရတာပျော်တဲ့တောပြော်မုတ်ဆိုးတယောက်သာမဖြစ်ခဲ့ဘူးဆိုရင်ကျုပ်တက်သေးဝင်မှသိကြတယ် အဖေဘက်ကတော်တဲ့အဲ့ဒီအဖိုးဟာတက်ထဲမှာနှစ်ပေါင်းများစွာတာဝန်ထမ်းပြီးအိန္ဒိယမှာပဲကွယ်လွန်ခဲ့ပါတယ်။သူဆုံးတော့ဇနီးနဲ့ကလေးတွေကြံရစ်တာပေါ့။အဲ့ဒီကလေးတွေထဲမှာကျုပ်ဖေကလည်းတယောက်အဘဝင်ဖြစ်ပြီးလူရဲဘဝရောက်လာတဲ့အချိန်မှာတစ်တော်ထဲမှာအလုလုခဲ့တယ်။ဒါပေမဲ့ဒီအလုကသူ့အတွက်ပင်ပန်းလွန်းတဲ့သူငပြားမိတဲ့ဒဏ်ကြောင့်နားကောင်းကောင်းမကြတော့ဘူး။ဒါကြောင့်မမပြီက အုတ်ချုပ်ရေးပိုင်းဝင်အလုတ်လုတ်ပြီးပကိုးမှာတောင်းဝင်ကြတယ်။အဖေပုံစံကိုကြုံမှတ်မိတာကတော့နထင်ဘေးကတောက်ခက်ရှိရှိထားပြီးလူပုံစံကအိန္ဒိယနိုင်ငံဝီတိုရီယာခစ်ကအမျိုးသားတွေပုံစံမျိုးပါ။ဒါရောင်သူကဝီတိုရီယာခစ်ကိုမိခဲ့သူမဟုတ်ဘူးနော်။သူကဗမာမိမတစ်ယောက်ကိုဇနီးဖြစ်ယူထားပေမဲ့ဗမာစာတော့လုံးဝမတတ်ပါဘူး။သူဇနီးကအင်္ဂလိပ်လိုပြောတတ်သူဆိုတော့ကျုပ်တို့အိမ်မှာ ဘာမှစကားပြောတတ်စရာမလိုတော့ပါဘူးကျုပ်ဖေကဘကိုးတရားရုံးမှာစီရင်ကင်လှုပ်ပါတယ်ဒါပေမဲ့ तू အဓိကစိတ်ဝင်စားတာကဘာသာရေးပါ မနဲ့တိုက်မနဲ့စာမစားခင် तू တမာကျန်းစာကိုဖတ်ပါတယ်ညအိတ်ခန်းကြီးကြရင်လဲသားသမီးတွေကို good night လို့နှုတ်ဆက်ပြီးတဲ့နောက်ကျန်းစာဖတ်ပြီးမှအိတ်ပါတယ်ကျုပ်တို့အားလုံးဖះเจ้าကိုမှန်မှန်သွားရတယ်တနေ့ကနေနေ့ဆိုရင်ကျုပ်ဖေကိုယ်တိုင်ကဆရာလှုပ်ပြီးကျုပ်တို့မောင်နှမတွေနဲ့ အိမ်နီးချင်းကလေးတွေကိုစန်းစာနဲ့ပတ်သက်တာတွေတင်ပေးပါတယ်။ဘကိုးမျိုးကနေလို့ကောင်းတဲ့မြို့တစ်မြို့ပါ။ခြေရင်လျှောက်သွားရင်ဟိုနာဒီနာရောက်နိုင်တယ်လို့မြင်းစီပြီးတော့ဖြစ်ဖြစ်လှဲနဲ့ဖြစ်ဖြစ်သွားလို့ရတဲ့မြို့ပါ။ကျုပ်ဖေကတော့နှစ်ဘိန်းတက်လှဲတစည်းကို မြင်းပူကလေးတကောင်ကပြီးစွဲစီပါတယ်။သူ့လှဲမှာကရှေ့မှာနှစ်ယောက်နောက်မှာနှစ်ယောက်စီးလို့ရပါတယ်။မော်တော်ကားတွေတွင်တွင်ကြဲကြဲမတုံးနိုင်သေးခင်ကာလမှာ ဒီနှစ်ဘိန်းတက်လဲတွေက ခီးအတွင်ဆုံးပါပဲလူလေးယောက်စီးတယ်ဆိုပေမဲ့မြင်းပူကလေးပေါ်မှာဒီဝင်ကမကြပါဘူးဘိန်းနှစ်ဘိန်းပေါ်မှာသာရှိလို့သူပြေးနိုင်ရင်ပြေးနိုင်တယ်လို့လှဲကမြန်ပါတယ်လေးယောက်တက်ပူသွားဖို့လိုအပ်တဲ့အခါမျိုးဒါမှမဟုတ်ယာတိဥရုကဆွတ်ဆုံနေတဲ့အခါမျိုးမှာတော့ကျုပ်တို့ကဂါရီစီးကြပါတယ်ဂါရီဆိုတာကလည်းလှဲပဲသူကတော့မြင်းတွေဆွဲတာပုံစံကတက်တာလို့ဖြစ်ပြီးလူလေးယောက်ကြကြနာနာစီးနိုင်ပါတယ် ဒါပေမဲ့သူ့ကြတော့အိမ်သားတယောက်ယောက်ကမောင်းနာမျိုးမဟုတ်တော့ဘဲမြင်းနဲ့ကျွမ်းဝင်သူက ခီးတယ်ရီထိုင်တဲ့အပေါ်ကနေမြင်းကိုမောင်းပါတယ်ကျုပ်တို့ကဘကိုးစည်းကြီးကိုသွားလိသွားထရှိတယ်ဘကိုးမျိုးဆိုတာကဒီဘကိုးဒီစထရစ်ရဲ့မြို့တော်ပေါ့ရန်ကုန်မန္တလေးမြစ်ထားလမ်းမကြီးပေါ်မှာရှိပါတယ်ဘကိုးစည်းကတော်တော်စီပါတယ်ရွာနီးစချုပ်ကလည်းလာဝဲကြတာဆိုတော့လူတော်တော်များပါတယ် အထူးသဖြင့်ဈေးနေဆိုရင်တော့စီလာကြီးပေါ့ပကိုးပတ်ဝန်းကျင်ရွာတွေကတောင်သူလေသမားတွေကသူတို့ထွန်ရက်စိုက်ပျိုးထားတဲ့လေယာထွက်ကုန်းစံငှဆကြံအစုံလာရောက်ညတာပေါ့တောင်သူတွေကဈေးလာရောက်ငိမ်မှာသူတို့အိမ်သူတွေကလည်းလိုအပ်တဲ့လုံကြီးတို့အင်းကြီးတို့ဝယ်ကြတာပေါ့အထွေထွေကုန်းစီတွေရောင်းတဲ့ဆိုင်တွေမှာတော့ကင်မရာ၊နာယီ၊တနတ်၊ရုပ်ပြမဂ္ဂဇင်းစတာတွေရောင်းကြပါတယ်နောက်ထပ်ရောင်းကြတာကတော့လက်နေတက်ပြီပေါ့ ူကတော်ရင်သွားတဲ့အခါမှာသုံးနိုင်တယ်လို့အိမ်မနေရင်လဲမှောင်နေရင် သုံးကြပါတယ်။ကျုံမိတ်ဆွေတွေထဲမှာတော့ကီရင်တွေကအများစုပါတယ်။သူတို့ကအမေရိကန်ဘတ်တစ်မစ်ရှင်ကျောင်းမှာလက်တက်ကြတာလေ။ကျုပ်တို့အိမ်ကြီးချင်းတငယ်ချင်းတယောက်ရဲ့အဖေကဘတ်တစ်ဖုန်းတော်ကြီးပေါ့။ဒါကြောင့်သူတို့မိသားစုမနက်ခင်းနဲ့ညနေတွေမှာစုပေါင်းဝတ်ပြုကြပြီးဆိုရင်အိမ်ကအတိုင်းသာကြားနေရတယ်။သူ့ကလေးတွေနဲ့ all people that don't at do do well တခြင်းကိုလည်းညနေတိုင်းတည်ဆိုကြပါတယ်။ဗမာပြည်ကခရစ်ယာန်ဘာသာဝင်တွေကဘာသာရေးကိုတော်တော်လိုက်စားကြပါတယ်။ကျုပ်ဖေကလည်းအိနီးချင်းတော်တော်များများရဲ့အဖေတွေလိုပါပဲ။စီကံကြည့်တယ်။အပြင်ထွက်ချင်ရင် သူစာဖတ်နေတဲ့ချိန်ခြေပြားထောက်ပြီးအတန်မကြားရအောင်ခိုးထွက်ရတယ်။အဖေအေကန်နဲ့ရှိနေရင်ကျုပ်တို့ကတခြားဘက်ကနေလှည့်ထွက်ရတယ်။အဖေကသူခွင့်ပြုချက်မရှိပဲအပြင်ထွက်တာကိုလုံးဝမကြိုက်ပါဘူး။ တခါတုန်းကအဖေစာရေးစပွဲပေါ်ကစာရွက်စာရန်နေကျုပ်တို့ကြောင့်မင်းကြီးတွေပေခဲ့ရတာကအစဒီစီကံကြီးထုတ်တော့တာပဲဒါပေမဲ့အဖေက Victorian စစ်စစ်တွေလို့တားသမီးတွေနဲ့ကင်းကင်းပြက်ပြက်နေတတ်သူတော့မဟုတ်ပါဘူးကျုပ်တို့ပြောနေတာကိုလိုလားသူပါ သူတရားရုံးကအားလဲရဲဆိုရင် ကျွန်တော်တို့ကိုအပြင်ခေါ်သွားတတ်ပါတယ်အဲ့ဒီအခါမျိုးဆိုရင်နွားလဲဘောကိုအစားတောက်တွေတင်ပြီးတောတွေဘက်ကိုပျော်ပွဲစားသွားကြပါတယ်ညနေမှအိမ်ပြန်လာကြတယ် ောထဲသွားလေကြတယ်ဆိုတော့ကျုပ်တို့အတွက်ရောအတူတူလိုက်ခဲ့ကြတဲ့အိမ်ကြီးချင်းတငယ်ချင်းတွေအတွက်ပါဘ ഹു တုတာတိုးပွားစေတဲ့ခီးစဉ်တွေပါကျုပ်ကတော့ဘကူးမှာနေခဲ့ရတဲ့ဘဝဟာတော်တော်ပျော်စရာပါပဲပျော်စရာကောင်းတာနဲ့မျှဘဝမှာအရေးပါတဲ့အချက်လက်တချို့ကိုလည်းတင်ယူခွင့်ရခဲ့ပါတယ်တင်ပေးတဲ့သူကတော့အမေဖြစ်တယ်ဆိုတာအထူးတလဲပြောပြဖို့လိုမယ်မထင်ပါဘူးရိုးရာတလေးအားဖြင့်တော့ အမေကချမ်းသာကြွယ်ဝတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်ရဲ့သမီးပါကိုးကွယ်တဲ့ဘာသာကတော့ခရစ်ယာန်ပေါ့တမချမ်းသာကကလေးတွေကိုအလိုလိုက်ခြင်းအပြင်မပြက်စည်းစေနှင်းလို့ဆိုထားပေမဲ့အမေကတော့ကျုပ်တို့ကိုဘာမှ တားမြစ်ချုပ်ချယ်တာမရှိပါဘူးဒါပေမဲ့အပေါင်းအသင်းမှားမှာဆိုလို့ဟိုကောင်လေးတွေနဲ့မပေါင်းနဲ့နော်အဲ့ဒီကောင်လေးတွေကလောင်းကစားသမားလေးတွေသူတို့ကိုအတူယူပြီးပတ်စံမဖြုံးနဲ့ဒီကောင်လေးတွေကအကျင့်ကောင်းတာမဟုတ်ဘူး မင်းတို့သူတို့ကိုအတူယူရင်နောက်ဆုံးကြတော့ထောင်ထဲရောက်သွားလိမ့်မယ်လို့တော့ပြောတတ်ပါတယ်။ကျုပ်တို့ကအမိစကားကိုနားထောင်ကြပါတယ်။ကျုပ်တို့ဘာတွေလုပ်နေကြတယ်ဆိုတာအမေသိသွားမှစိုးရိမ်ကြတာကိုအမေကကျုပ်တို့ကိုဗမာစကားသင်ပေးတယ်။အဖြတ်အတောက်အတန်းအနှိမ့်မြင့်ကြွားသွားရင်စကားတွေပဲပြောင်းသွားတတ်တာကအစားသင်ပေးထားတာပါ။အဖေကဗမာစကားစူးစမ်းပြောကြည့်ပေမဲ့အဖြတ်အတောက်အတန်းအနှိမ့်မြင့်တွေကိုသူမပြောတတ်ပါဘူး။ ကျောင်းမှာအင်္ဂလိပ်စာကပထမဦးစားပေးဘာသာရက်ဗမာစာကဒုတိယပေါ့ကျုပ်တို့ကဒုတိယဦးစားပေးမှာလဲထူးချွန်ကြတာဆိုတော့အဖေကသဘောကျပါတယ်အမေကသူ့အိမ်နဲ့ပတ်သက်ပြီးဂုဏ်ယူပါတယ်ကျုပ်တို့ဘကိုးအိမ်ကအတော်လေးကြီးတာကိုအိမ်ရဲ့အောက်ထက်ကအုတ်နဲ့စောက်ထားတာဖြစ်ပြီးအပေါ်ထက်ကတော့အင်မတန်မာကျောတဲ့ဗမာကျွန်းသားတွေနဲ့စောက်ထားတာပါဒီဒေသမှာကမိုးများတော့အောက်ခြေကခိုင်ငန့်တဲ့အိမ်ဖြစ်မှသာမိုးတံရေတံကိုခန့်နိုင်ပါတယ် အမေမာကခိုင်းမှုစေးဖို့အိန္ဒိယနိုင်ငံသားအင်ဇီရီရှိပါတယ်သူတို့ထဲမှာထမင်းချက်တတ်တဲ့အိမ်မော်အမျိုးသမီးရှိပေမဲ့အမေကတော့ထမင်းကို သူကိုယ်တိုင်းပဲချက်ပါတယ်ကျုပ်တို့ကလည်းအမေချက်တဲ့ထမင်းဟင်းကိုသိတ်ကြိုက်ကြတာဒီတော့အင်းကထမင်းချက်ကကျုပ်တို့စားလို့ကြံတဲ့ဟင်းတွေကိုသူ့မိသားစု စားဖို့အမြဲယူသွားလေရှိပါတယ်သူကဗမာဟင်းမချက်တတ်တာကိုပဲကျုပ်တို့ဝမ်းတာနေရသေးတာပါအမေချက်တဲ့ဟင်းတွေထဲမှာဆိုမွေသားဟင်းတို့ ဖုတ်ကင်းတို့ဘရောမှမပါပါဘူးအများအပြင်မှုတို့မြစ်တို့ကိုပဲချက်ပါတယ်အဓိကဟင်းလျာကတော့ ARE မြစ်ထဲကငါးကြီးတွေပေါ့ထမင်းစားပြီးရင်တော့ငပြောသီးတို့တည့်ရသီးတို့အချိုတဲကြရပါတယ်ပကိုးအိမ်မှာစားကြရတဲ့ဟင်းလျာတွေကို ကြုတ်မကြခဏသတိရတတ်ပါတယ်ဥရောပတိုက်သားတွေကကြုတ်ချက်ကျွေးတဲ့ပမာဟင်းရာတွေနဲ့ပတ်သက်ပြီး မကြခဏမိတတ်ကြပါတယ်ဟင်းတွေရဲ့အနံ့ကမှွေးနေတာကိုဥပမာငပိပေါ့ ငါပြိကအမျိုးမျိုးရှိတယ်ဒါပေမဲ့အခြေခံအဖြစ်တော့အတူတူပါပဲငါးကိုလှုပ်တာကြီးပါပဲငါးကိုစားနဲ့နေပြီးတော်တော်ကြာအောင်ထားရတယ်ပြီးတော့မှသူတို့ကိုဖိသိမ့်ထားတာပေါ့ထွက်လာတဲ့ရလကအင်မတန်အရသာရှိတယ်ငါပြိပေါ့ဥယောပါတိုက်သားတချို့ကတော့အနံ့ကိုမခံနိုင်ကြဘူးကျုပ်ကအနံ့ကိုတီးခံပြီးအရသာကိုမြည်ကြည့်ပါပြောရင်ကြိုက်သွားကြတာကြီးပါပဲဒူးရင်သီးဆိုရင်လည်းအဲ့ဒီလိုပဲ အနံ့ပြင်းလို့ဥရောပတိုက်သားတွေကတော့မကြိုက်ကြပါဘူးတနာစရာပါပဲအနံ့ကို အသာထားပြီးအရသာကိုခန်းစားကြည့်လိုက်စမ်းပါဒူးရင်သီးဟာအင်မတန်အရသာရှိတဲ့ခရင်တမျိုးဖြစ်တယ်ဆိုတာသိသွားပါစေမယ်ဥရောပတိုက်သားတော်တော်များများကတော့ဒူးရင်သီးကိုမမြည်ကြဘူးတော့မကြိုက်ကြပါဘူးစားကြည့်လို့အရသာသိသွားရင်တော့အနံ့ကိုတော့မေ့သွားမှာပါအမေကကျုပ်တို့ကိုငပိလဲကျွေးတယ်ဒူးရင်သီးလဲကျွေးတယ်ဆိုတော့ ဗမာပြည်ကထွက်လာပြီးတဲ့နောက်မှာငပိရောဒူးရင်သီးကိုပါလွမ်းမိတယ်ဗျကျုပ်တို့ဘကူမာကဘာသာပေါင်းစုံရောနှောနေကြတာပါပဲဗုဒ္ဓဘာသာမိုဟာမေဒင် ခရိယန်အားလုံးရောနှောနေကြတာပဲဗုဒ္ဓဘာသာတွေကဖះကြောင်ကန်သွားမိုဟာမေဒင်တွေကဗလီတွေသွားကျုပ်တို့ခရိယန်တွေကလည်းဖះကြောင်သွားပေါ့ကျုံမှတ်မိတဲ့လောက်တော့ဘာသာတစ်ခုနဲ့တစ်ခုကြားမှာပြဿနာတက်တာရဲလို့ဘယ်တော့မှမရှိခဲ့ပါဘူး မာပြည်မှာအဓိကကိုးကွယ်ကြတာကဗုဒ္ဓဘာသာဖြစ်တော့ပဲခူးမှာလည်းဘုရားကျောင်းကံတွေများပါတယ်ပဲခူးကရန်ကုန်နဲ့မိုင်၄၀သာဝေးတဲ့ပြင်အောက်ဗမာပြည်ရဲ့လမ်းစုံလည်းဖြစ်နေပါတယ်ပဲခူးမှာရှိတဲ့ဘုရားနမည်ကြီးလို့အနေနဲ့အရရက်ကဘုရားဘူးတွေလာကြပါတယ်တချို့ဆိုဒီဘုရားကိုဖူးဖို့ဥရောပကနေတောင် လာကြတဲ့အီယာမစင်းသူကြီးတစုရှိတယ်သူကအိန္ဒိယနိုင်ငံရဲ့မင်းသားတစ်ပါးကနေဘုရားဖြစ်လာတာပေါ့ ဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်ကြတဲ့သူတွေကတော့နေ့စဉ်နဲ့မျှဆိုသလိုသူ့အထိတ်မဲ့ရုပ်ထုရှိရာကိုလာပြီးရှ िख ိုးကြပါတယ်။ဘကုပဝင်းကျင်မှာတော့ဝါးတွေပေါများတဲ့တောတွေရှိပါတယ်။ဒီတောတွေထဲမှာတော့တားကောင်တွေရှိတာပေါ့။တမင်တွေအော်တန်ကို ကောင်းကောင်းမှတ်မိနေပါတယ်။ကျုပ်တို့လူငယ်တွေကတော့အဲ့ဒီတောတွေထဲသွားပြီးလက်တဲစမ်းညတာပေါ့။ဒါပေမဲ့ဘရောမှထမင်းစားစပွဲပေါ်ကဟင်းရတော့ဖြစ်မလာခဲ့ပါဘူး။ ကျုပ်တို့ပိုင်ပိုင်နိုင်နိုင်လုံနိုင်တာကတော့အသီးပင်တွေကအသီးတွေခူးဆွတ်ကြခြင်းပါအသီးတွေကိုကျုပ်တို့ကိုပိုင်လေးခွာတွေနဲ့ပစ်ကြတာပေါ့နောက်တော့မိတ်ဆွေတယောက်ကတနက်ပြင်းနီတင်ပေးတဲ့အတွက်ဘကိုးကမထွက်ခင် ပထမဆုံးတမင်တကောင်ပြစ်နိုင်ခဲ့ပါတယ် တော်ရရှိမြခင်ဗျာအပိုင်း1ကိုနားဆင်ကြရတာဖြစ်ပါတယ်။နောက်လာမယ့်အပိုင်း2ကိုဆက်ဆက်စောင့်မျှော်နားဆင်ပေးကြဖို့တိုက်တွန်းရင်းတော်ရရှိမြအားလုံးဘေးပြာဝေးကွာကြပါစေခင်ဗျာ။